အားလုံးပဲမင်္ဂလာညချမ်းပါမော်ဒီနေဒီရလေးကိုမျှဝေပေးချင်ပါတယ်ဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေကဘဝမှာစိတ်တက်မကြခြင်းမူပြီးစိတ်မညစ်ခြင်းမူအတွေးစိုးတွေမတွေးခြင်းမူပြီးကိုယ့်ရဲ့ဘဝမှာဒီတခြားသူတွေရဲ့အထင်အမြင်တွေကိုကြည့်ပြီးတော့မှမနေထိုင်ခြင်းမူကိုယ့်ရဲ့ဘဝယက်တီချက်ကိုယ့်ရဲ့ခံယူချက်နဲ့ကိုယက်တီနိုင်ခြင်းနဲ့ ပြီးရင်ကိုကအလေးအချင်ကောင်းတွေကိုရေရှည်လုံနိုင်တဲ့သူတယောက်ဖြစ်ချင်တယ်။အဲလိုမျိုးမို့ပြောခဲ့တဲ့အရာတွေကိုဖြစ်ချင်တယ်လုပ်ချင်တယ်သူတယောက် ဖြစ်ချင်တယ်ဆိုရင်ဟော်မုန်းကိုလောက်ရမယ့်အရာတစ်ခုလေ့လာရမယ့်အရာတစ်ခုတည်းပဲရှိတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင် psychology ပညာရပ်ကိုလေ့လာသင်ယူရမှာပဲဖြစ်ပါတယ်အဲ့တော့ဟော်မုန်းတွေက psychology ပညာရပ်ဆိုတာကကိုယ့်ရဲ့ဒီစိတ်အကြောင်းကိုကိုယ်လေ့လာတာဒီလိုမျိုးတွေဘာကြောင့်စိတ်ညစ်တယ်ဆိုတာဘာကြောင့်ဖြစ်တာလဲစိတ်တက်ကြတာဘာကြောင့်စိတ်တက်ကြတာလဲပြီးလို့ရှိရင်အချိန်ကောင်းတွေကိုမလုပ်ဖြစ်စေတာဘာကြောင့်လဲလုပ်ဖြစ်သွားအောင်ဘယ်လိုလုပ်လို့ရလဲစိတ်ထက်မကြ bên à này, xin mình nhẹ bên này, ိုကစိတ်ကိုတိတိငိငိထားပြီးတော့မှကိုဘာလုပ်ရမလဲကိုဘာကင်ရမလဲကိုပြည့်ရကြီးပဲချက်ကိုဘလို့ရအောင်တွားရမလဲဒီလိုမျိုးတွေကိုကိုကစဉ်းစားပြီးတော့မှကိုရဲ့ focus တည်တစ်ခုတည်းပဲ focus ဆိုတာအာယုံစိုက်တဲ့အရာပေါ့ကိုရဲ့အာယုံစူးစိုက်မှုတည်တစ်ခုတည်းပဲမမလို့တွေကအများအပြည့်အာယုံကပြင့်လွင့်နေတာစိတ်ကပြင့်လွင့်နေတာအခုဒီနေရာမှာဒီလိုမျိုးနေနေထိုင်နေပေမဲ့စိတ်ကတခြားနေရာတွေရောက်နေတယ်လို့မျိုးဟိုဟာတွေလည်းလောက်ရအောင်မယ်ဒီဟာတွေလည်းလောက်ရအောင်မယ်ဒီလိုမျိုးတွေဖြစ်တာမျိုး တခါသေးကြလို့ရှင်ကိုသားကိုလှုပ်လိုက်တယ်ဒါပေမဲ့လှုပ်ပြီးတော့မှမသိလားအဲ့ဒါကဘာကြောင့်လဲဆိုတော့အာယုံတွေအရင်များနေလို့အာယုံစူးစီးမှု မရှိလို့ပဲဖြစ်ပါတယ်အဲ့တော့မိုးလေးကအဲ့ဒီအရာတွေအားလုံးကိုပြေပြောက်သွားစေဖို့ကိုကိုကိုတကယ်ကိုဟိုလူသစ်စိတ်တဲ့ ကိုဖြစ်ချင်တဲ့အရာတွေကိုလုပ်ချင်တဲ့အရာတွေအဲ့ဒီအရာတွေအကုန်လုံးကိုလုံနိုင်စေဖို့အရာအတွက်ဆိုရင် psychology ပညာရပ်ကိုသင်ယူရလိမ့်မယ်စိတ်ပညာရပ်ကိုသင်ယူရပါလိမ့်မယ်အဲ့ဒီစိတ်ပညာရပ်ကိုတကယ်ကြီးကိုကတည်တည်ချာချာဂက္ခနနသင်ယူတယ်အတွင်းကြကြသင်ယူတယ်တည်တည်ချာချာသင်ယူလေ့လာပြီး ကိုကိုတိုင်ကလည်းတကယ်ကြီး light လုပ်မယ်ဆိုရင်ကိုယ့်ရဲ့ဘဝတည်တိုးတက်ပြောင်းလဲသွားမှာပဲဖြစ်ပါတယ်အဲ့တော့မိုးနေက တင်ယူမှုတွေလည်းလုပ်မယ်လိုအပ်တာတင်ယူမယ်ကိုမသိသေးတဲ့အရာဘာဆိုတော့မလို့မသိဘူးအဲ့ဒါကြောင့်ကိုမသိသေးတဲ့အရာတွေကိုသိလာအောင်လို့တင်ယူမယ်တင်ယူပြီးသွားရင်လည်းတကယ်ကြီးကိုကိုယ်တိုင်လက်တွေ့လှုပ်ဆောင်ကျင့်သုံးမယ် action ယူမယ်ဆိုလို့ရှိရင်မတို့တွေရဲ့ဘဝတည်တိုးတက်ပြောင်းလဲသွားမှာပဲဖြစ်ပါတယ်ဘဝတိုးတက်ပြောင်းလဲသွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝထဲမှာကိုလုပ်ချင်တဲ့အရာတွေကိုလုပ်နိုင်လာမှာပဲဖြစ်ပါတယ်အဲ့တော့ဒီပြေကိုကြည့်တဲ့မိတ်ဆွေဒီစိတ်ပညာရက်ကိုတင်ယူပါလို့ idea လေးပေးလိုက်ချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အမြဲတမ်းမှတ်ထားပါ hero is you